ုံးမဲမင်္ဂလာပါရှင်ပူတင် audio channel လေးကနေပြီးတော့ပူတင်ကြိုဆိုလိုက်ပါတယ်ဒီနေ့ပူတင်ဖတ်ပြပေးသွားမယ့်ဝိထုတိုလေးကတော့ဆီယာမကြီး channel ကျုံမမလေးရေးထားခဲ့တဲ့တရားပလိဆောင်ဆိုတဲ့ဝိထုတိုလေးပဲဖြစ်ပါတယ်ဒီဝိထုလေးကိုမဖတ်ပြပေးသေးခင်လေးမှာပူတင်တို့ audio channel လေးကို like and subscribe လုပ်ရသေးဘူးဆိုရင် like and subscribe လေးလုပ်ပြီးတော့ဗီနာအကောင့်လေးကိုလည်းနှိပ်ထားပေးပါဦးနော် ီရက်ပိုင်းတွေမှာပူတင်နေ့တိုင်းနေ့တိုင်းဝိထုကောင်းလေးတွေကိုအမြဲတင်ဆက်ဖတ်ပြပေးသွားမှာမို့လို့လဲ channel လေးကိုအမြဲမပြတ်အပိတ်ကြပါအောင်နော်အမျိုးတို့ရောက်လာခဲ့ဒီမှာ15ရက်ခန့်ရှိလိမ့်ပြီလက်ထပ်ပြပြချင်းလိုက်လာခဲ့ရသဖြင့်မိဘများကိုလွန်ဆွတ်လိုက်ရပထမတော့နေလို့ထိုင်လို့မရအောင်ပင်ဖြစ်မိသည် ကျမဤခင်မိုးတဲ့မှာသူ့အလုံးဝိတရားတိုင်းကနေတာအချိန်ကိုနေချင်းကြောင့်နေနေနေချင်းဆိုလျင်အစီကံတွင်နေတာနေရ၍၆တွေ့တွေ့ကြီးဖြစ်နေလေသည်ကျမအပေါ်တွင်အထူးကယူဆိုင်ပြီးမြန်နိုးချစ်ခင်ချင်းတွေ့ရမှမိဘများနားချစဉ်က ဖြစ်ပေါ်ခဲ့သော ဖြစ်မှဖြစ်ပါမလားဟူသောဇဝေဇဝါတန်လျာစိတ်များပြပပျောက်သွားပါသည်သူစဉ်ကချီတုံချတုံနဲ့မဝေခွဲနိုင်အောင်ဖြစ်ခဲ့ခြင်းမှာကျမလက်ထရမီကိုကျော်အေးမှာပလိပတ်မှာ တိုင်ပိုင်ဖြစ်နေသည့်အတွက်ပလိစိတ်ဆိုလျင်ကြမ်းတက်မှာပဲကျမနဲ့မကိုက်ပါဘူးဟုအတန်တန်ညင်းပယ်ခြင်းဖြစ်သည်စိတ်တော်အင်မတန်ကောင်းရှာတယ်တမိကိုတိတ်မြတ်နိုးပါတယ်တမိရဲ့မမပါဘူးစိတ်ချပါဟုမိခင်၏အခါခါတိုက်တွန်းတောင်းပန်ချက်အရာလက်ထက်ကြရာအီးမျိုးရောက်သည့်နေ့ရက်မှစ၍ယနေ့ထိပင်မိခင်၏စကားအတိုင်းကျမအပေါ်တွင်စုံမတ်ကျင်နာပုံမှကျမမျောလင်းတာထပ်ပင်ပို၍နေပြီသည် ဒီနေ့ညမိုးထုတ်လိမ့်မယ်ခင်ထမင်းစားလိတော့ဟုအထက်ထက်မှကြွားသွားတော့လဲတယောက်ထဲမစားလို့သေး၍ညနေဘက်တွင်လမ်းလျှောက်ထွက်ခဲ့သည် ကိုကျော်ကြီးမပါပဲတယောက်ထဲအပြင်ထွက်ကြည့်မှာဤကျင်းပထမကျင်းပင်ဖြစ်သည်ဤမျိုးတွင်ယုံနေကံမှာမျိုးစုံတွင်ရှိ၍မိကံပါနှင့်အလူနီလီသည်အစိုးရတရားကြီးကိုဂတ်ရှိတွင်စာရေးထားသည် ရုံးနှင့်ကက်တတာကိုဖူခနောက်ဆိုင်ရင်ဆောက်ရထားသဖြင့်ကြီးရှူရင်မငီးနိုင်အောင်ချက်တည်းပနာရနေလေသည်တဖြည်းဖြည်းလျှောက်ခရင်ကန်းသားတို့ရောက်ခဲ့ရာအထက်ပေါ်ပြပါတရာကြီးစီတို့သွားလို့သည်သဖြင့်ကက်ပီးကပင်ကိုွေ၍ဖြတ်ခဲ့သည်အကျဉ်းသမားများခေါင်းကလေးတွေပြူ၍ကက်ပေါ်မှကျမအားကြည်နေကြလေသည်လူချင်းအတူတူ၎င်းတို့မှာတိရစ္ဆာန်များကဲ့သို့လှောင်ပိတ်ခြင်းခံနေရပုံကိုစဉ်ကျင်စဉ်းစားလိုက်၍ ိတ်မချမ်းသာသွားသည့်အတွက်သူတို့အဖြစ်နဲ့သူတို့ပဲလေဟုကိုကိုကိုတရားချလိုက်ရသည် သူမှပင်စိတ်သက်သာရရသွားတော့သည်ထို့သောအပြစ်မရှိဘဲနှင့်ဤထဲဝင်နေရရင်တော့စိတ်ဒုက္ခဘလောက်ရောက်မလဲဟုသော ပြဒနာတစ်ခုမှကအပေါက်ကလေးတွေမှပြွ၍နေသော မျက်နှာများကိုလမ်း၍ကြည့်ရင်စိတ်ထဲတွင်ကြောက်ရွံ့မသွားဘဲဆွဲလန်းနေသည်ဤကြောင့်ကိုထပ်တလဲလဲစဉ်းစားရင်းတရာကြီးပေါ်သို့ရောက်လာကလေးသည် ညနာမူရာရှုမြောက်ကင်းကအလွန်ချမ်းမြေ့တာယာလှပေသည် ဝင်းလူစဲနေဝင်းသည် ဝင်းဝင်းထိန်ရွေနေသည်ဒီထဲတွင်ရေလိုင်းကလေးများ နေရောင်နှင့်ဟမ်မီတိုင်းဟမ်မီတိုင်းအယောင်တလက်လက်တပြက်ပြက်တောက်ရီထွက်နေသည်မြစ်တစ်ဖက်ကန်ရှိဆန်ဆက်ခေါင်းတိုက်ကြီးများမှမိခိုးတွေကောင်းငင်သို့ အလိတ်လိတ်တက်နေပြီလျှင်မိုးတိမ်များနှင့်လွန့်လင်းရောရှက်သွားပုံမှ ကြည်၍အလွန်ကောင်းလာပေသည် ဒီထဲမှာဝေရွေတိုင်နေတော်လေးကြောင့်ခိုင်းတွင်ဝေထားသည့်အဝိများလဲတလူလူလိုက်၍လွင်နေသည် အဆုံအဆန်းညောနေကြသည့်လေတံမှန်တို့တမနှစ်ထဲတွင်ငှက်ကလေးတွေရေလိုင်းစီနေတကယ်သို့နှိမ့်တုံမြင့်တုံမျောနေလေသည် လေငယ်တစင်းတနစ်ခတ်ကိုရွက်လို့၍လေဦးတွင်စိုက်ကတရားဘက်သို့တရွေ့ရွေ့လော်ခဲလာနေသည် ခလန်လမ်းမနေ၍မြင်ရသဖြင့်တဝင်းချင်းဖြစ်ပေါ်နေသည့်မြက်ခင်တွင်ဤလင်ငယ်ကလေးဤပုံမှန်တရံပါ သွင်း၍တဘဝဤလှပပုံကိုစိတ်แท้တွင်တရား၍နေပြီးတော့သည်တရားအနည်းသို့ချင်းကက်လာသည်လီကိုတဲတဲကွယ်ကွယ်မြင်ရသောအခါတွင်မူကားစောစောကမြင်ပုံမျိုးမဟုတ်တော့ပဲတရားနေသောစိတ်ကိုတခဏချင်းဖဲ့ချူချင်မှပြလိုက်လေသည် ်မြတွင်ကြီးများဟောင်းနှက်နေရာတွင် သွားမရှိ၍ပါးနှစ်ဖက်ပါခြိုင်းခွက်နေသဖြင့်ရှုပ်ဝင်နေသည့်မျက်နှာပုံပန်းကိုဖုံးလွှမ်းထားပြန်သောအရေးပြားများကတွဲလည်နေခြင်းကြောင့်တောကဒုက္ခကြောင်ကြစေးများမျက်နှာပေါ်ဝဲချေထားတဲ့ကဲ့သို့မြေယုံနှိပ်ပင်ဒုက္ခိတအမေအိုမျက်နှာမှန်းထင်ရှားပေါ်လင်းနေသည်အသက်60ခန့်ရှိတော်လဲရှိရှိသည်များခွန်အားကလေးထုတ်၍လှေကိုတတ်နိုင်သည်များတွတ်တွတ်လော်လာနေသည် အမေဟိုဝစ်စင်ထားသည့်ရင်စည်းလက်တူအင်ကြီးမှာဟောင်းယုံပြဲယုံတွေမကပဲရှွန့်ဆက်တွေအလူးလူးပေးနေသည်ခါကလုံးကြီးအနက်မှာလဲအနက်ရောင်မပေါ်တော့ပဲ ဖုံလိန်လိန်ရှွန့်လိန်လိန်လူးနေ၍နက်ရာမှဖြူနေလေသည်လေထဲတွင် တောင်းနက်ကလေးတစ်လုံးပါလာသည်ဒူတောင်းထဲတွင်ဘာမှမရှိပဲလက်လေးတိတ်ခက်ရှည်သော ပြောင်းမှုဖက်စည်းလေးတို့တစ်ခုကိုသာတွေ့ရလေသည် တရားပေါ်မှာလေကလေးကိုစီး၍ကြည့်ရင် အမေအိုကဲ့သို့တေခာနီးသည့်တိုင်ပင်မန်းကြီးစွာဆင်းရဲရတုံးပင်ဆိုလျင်တေတာကကောင်းလေအောင်ကြီးကိုတွေ့ထင်မိသည်ဆင်းရဲခြင်းဆင်းရဲခြင်းဘာကြောင့်ဆင်းရဲရသနည်းဘာကြောင့်ဆင်းရဲသူတွေပေါ်များရသနည်းတစ်ဖက်ကန်းကဆံများမိခိုးတလူလူနဲ့လဲနေနိုင်ခြင်းသည်ဆင်းရဲသူတွေစီကစပားနှင့်လဲနေနိုင်ခြင်းဖြစ်သည်စပားမှထွက်သည့်ဆံကဆင်းရဲသူများအဖို့မဟုတ်ပါတကား ကျမသည်ဤဘက်ကမ်းမှဟိုဘက်ကမ်းသို့ဟိုဘက်ကမ်းမှဤဘက်ကမ်းသို့ဆင်းရဲသူ အမေဦးနှင့်စိတ်ယုံကြည်များ၏အစီမပြေပုံကို အပြန်လန်တန်တန်ကြည်ရင်ပြည်သူတို့ဆင်းရဲတွင်က သမုတ်တရားရေကဲသို့ဇောင်းနေလကြည်ရဲ့ဟုတွေ့တော်ငင်းမောနေသည်ဖြင့်လေကလေးတရားတွင်လာ၍စိုက်သည်ကိုပင်တတိမထားလိုက်မိပေ။ အမေဦးမလည်းလေးမစင်တလာကကန်နပူထိတ်တွင် စောင့်ကြောက်ထိုင်လျက်တစုံတယောက်ကိုမျှော်နေတဲ့ကဲ့သို့ရုံးဘက်ကိုသာလှမ်းရွေကြည့်နေလေသည် သူ့လက်ထဲမှာဆေးလိတ်တို့ကိုလက်မနဲ့နှိပ်ကနှိပ်ကတူလုံနေလေသည် သူ့ထံတွင်မိချစ်ရှိပုံမရပေကျမလည်းသူ့အနီးသို့သွားကအိတ်တွင်မှဆက်မိချစ်ကိုထုတ်၍ကမ်းပေးလိုက်လေသည်အလွန်ကျေးဇူးတင်သည့်အမှုအရာနှင့်မိကိုကုံ၍ညှိယူပြီး လုံမကလေးရုံစင်းသွားပလားဟုမေးလေသည် အစင်းကချိုရင်းပြီးဖြစ်သဖြင့်အတန်ဩဇာလည်းမရှိတော့ပေရုံမစင်းသေးဘူးထင်တယ်အဖွားရုံကိုသွားခြင်းလို့လားမသွားပါဘူးရွာကလူတယောက်ရုံစင်းရင်လှေစိတ်ကိုစင်းလာလိမ့်မယ်ကျုပ်လိုက်သွားရင်လှေဆောင်မဲ့လူမရှိဘူးသူများလှေငှားလာရတာတော်တော်ကြမလားမကြရင်ကျမဆောင်နေပါမယ် အမေအိုကလည်းကျမကိုအဖြေပြန်မပေးပဲဆေးလိတ်တို့ကိုအားရပါးအရာရှူဆိုင်ပြီးမိကိုနှင့်တက်ပြင်းကိုရောမှုလိုက်သည်လိုက်သွားလည်းမထူးပါဘူးသွားလည်းမကြည့်စင်ပါဘူးဟုသူ့ကိုယ်သူပြောတဲ့ကဲ့သို့ဆေးလိတ်နှုတ်ခမ်းမှထား၍တောက်နေသည့်မိဘကလေးများကိုလက်ညှိုးနှင့်ညှိနှိုင်းရင်းပြောလိုက်လေသည်နှုတ်ခမ်းလာမတက်ဖြစ်နေတော့လဲမပြည့်ရသေးတဲ့ကဲ့သို့ဆက်ခါဆက်ခါမရမနာဖွာဆိုင်ပြီးနောက် ကန်ဆတ်သူပြစ်လိုက်ကမျက်ရည်ပေါက်ကြီးများစီးကြလာသည်ကိုရင်စီအင်းဒီတုံနှင့်လမ်း၍တုတ်ပြလိုက်သည်။ခြိုက်ဝင်နေသည့်ဝမ်းပိုင်းနှင့်နံရိုးအပြိုင်ပြိုင်တို့ကဇေယဒုက္ခကိုကွက်ကွက်ကွင်းကွင်းဖော်ပြလျက်ရှိသည်။ဘာဖြစ်လို့လဲ?ဘလို့ဒုက္ခရှိလို့လဲ?အဖွားဟုကျမကပြပြတလဲမေးလိုက်တော့လေ။ကျမကကမုံမကြီးဒူးပေါ်တွင်ခေါင်းတင်လိုက်လျက်အတံမထွက်ပဲရှိုက်ကရှိုက်ကကျိန်ငုံနေသည်။ ကျမဤတနာချင်းကျင်နာချင်းမှာပြောပွဲရမရှိ တခဲနဲ့ဖြစ်ပေါ်လာတော့သည်ညနေခင်းဤတာယာချင်းမေအိုဤမျက်ရည်ကစေးကြောပြစ်လိုက်လေပြီ ကျမသည်ခေါင်းမွေးတလူလူလွင်လျက်တရှုံရှုံငိုနေသောအမေအိုဤဒုက္ခကို မကြားမသိရသေးတော့လေဒုက္ခတစ်ခုဟုအတက်တီကကုညီလိုစိတ်ပြင်းပြစွာဖြစ်ပေါ်လာလေသည် ်အမေအိုအနီးတွင် အမေအိုကဲ့သို့စောင့်ကြောက်ထိုင်လျက်အမေအို၏ဒုက္ခကိုကြားနာရသည် အဖွားက မုန်ဆိုးမှပါတာကလေးလူပြိုတယောက်ရှိတယ်အဲ့ဒါလူတက်မှုနဲ့ချုပ်ထားတယ်တတ်တဲ့လူကတယောက်ကန်ဆိုးလိုက်တဲ့ตาမပြောနေတော့သူကတတ်ပါတယ်လို့ပလိတ်ကရိုက်ပြောခိုင်းနေတဲ့သူတော့တရမှာပါပဲသူတရင်ကြုတ်လဲတေးမှာပဲတေးတဲ့လူကတော့ဘသူတတ်တယ်လို့ပြောမသွားနိုင်ဘူးလားအဖွား တေးတဲ့လူကဘာမှမပြောနိုင်ဘူးကျုပ်တို့ရွာကငထိုက်ဆိုတဲ့တငယ်လေးပဲဟော်ဟိုဆက်ကြီးကတထင်းသားများနဲ့ ქვენ စင်းသွားရင် ქვენ နဲ့မှဖြစ်ကြတဲ့ကိစ္စတက်တဲ့လူကတော့တက်ပြီးပြေးမပေါ့အလောင်းကိုသွားတွေ့တာကကျုပ်သားငဏီပဲအဲ့ဒါငဏီကိုမတင်ကားဘူးဆိုပြီးတော့ဖမ်းတာပဲငဏီမတက်တာတော့အမှန်ပါပဲအဖွားသားနဲ့တေးတဲ့လူကကောရန်ညိုးရန်စားရှိလို့လားအရင်ကတော့ရှိတယ် နောက်တော့လည်းအရင်လိုပဲချစ်ချစ်ခင်ခင်ပဲရှိတာကဘလို့ရှိပုံလဲရန်ညှိုးရှိမှုတာကကောရွာကတည်သလားတည်ကြတယ်ဒီလိုလေအခုတည်တဲ့ငါထိုက်မှာနှမတယောက်ရှိတယ်အဲ့ဒါငဏီနဲ့ကလေးချင်းမျက်စိကြကြတယ်အဲ့ဒါငဏီကငထိုက်ကို ရောက်ဖာရောက်ဖာနဲ့ပြန်ခေါ်တယ်။တခါတော့လူတွေရှိမှခေါ်ရမလားလို့ရှက်ပြီးငဏီကို လူတွေရှိမှပဲရိုက်ပူတယ်။နောက်တော့ခေါ်ခေါ်ပြောပြောပါပဲ။ နို့ကောင်မလေးနဲ့အဖွာသားနဲ့ညားကြသလားမညားရပါဘူးကောင်မလေးကသူတို့လေရှင်ဟော်ဟိုဆက်ရဲ့တထေးအိမ်မှာအခနဲ့သွားနေတဲ့တတော်ကြာမှရွာပြန်လာပြီးရင်းနစ်တေးသွားတယ်ငထိုက်တေးတာကိုရွာကအဖွာသားတတ်တယ်လို့ထင်နေကြသလားရွာကတော့အချိန်မတော်ကြီးငဏီကသွားတွေ့လို့အလောင်းထမ်းလာတော့ငဏီတက်တယ်ထင်တာပေါ့ငဏီကကျုပ်ကိုပြောတော့ကိုင်းနေကိုတထေးသားနဲ့စင်းသွားတယ် ။တတိသားလူတိုက်ကတတ်မှာပဲလို့ပြောတာပဲ။ငနီကကန်ဆိုးပါတယ်။နေဝင်ချင်းလားငထိုက်အိမ်ကိုသွားပြီးငထိုက်ကိုရှာတဲ့။ငထိုက်အိမ်ကငထိုက်လေတဲ့ကမလာသေးဘူးလို့ပြောလို့လေတဲ့လိုက်သွားတော့အလောင်းသာတွေ့ရတာပါပဲ။တို့ရွာကတထေးသားလူစုနဲ့ကွင်းထဲသွားတာမမြင်ကြဘူးလားတထေးသားလူစုနဲ့သွားတာစွန့်ခံပြန်ချိန်လောက်ကပဲတဲ့သူတို့လူစုလည်းရွာထဲပြန်ဝင်လာပြီးငထိုင်အိမ်ကိုနှုတ်ဆက်ပြီးမှပြန်ကြတယ်လို့ပြောတယ် ငထိုက်အိမ်ကငထိုက်ရောလို့မမေးလိုက်ဘူးတဲ့လားအဲ့ဒါကတော့ငထိုက်လဲတဲ့နေခဲ့မှာအတိကျတာပေါ့လဲတဲ့မှာတပ်ပြင်လူကောမရှိဘူးလားနှွေခေါင်ကောင်ကြီးလုံမရဲ့တခါတလေလဲလူပြတ်တာပေါ့ကျမမအမှုသွားအမှုလာကိုကြားနာပြီးစိတ်ဝင်စားစွာတွေးတော်ရင်းနေသည်နှစ်ဦးစလုံးတခဏတိတ်ဆိတ်လျက်နေသည်ကျုပ်သားကိုစက်တိုင်တင်ရင်လဲကျုပ်သားတည်ရင်ကျုပ်လဲလူပြီမှမနေပါဘူး ဒီလိုလည်းမဟုတ်သေးပါဘူးအဖွားရဲ့တရားကိုနတ်ဆောင်ပါသေးတယ်မဟုတ်ဘူးမဟုတ်ဘူးကျုပ်တို့မှာစင်ရဲသားမျက်နှာမွဲသူတို့ကတက်အောင်တော့သူတို့ကပတ်စံရှိတယ်ကျုပ်သားကို သူတို့ပတ်စံနဲ့ဝယ်ပြီးပလိတ်ကို အစားထိုးပေးလိုက်မှာပဲသူတို့အသက်ကအဖို့တန်တဲ့အသက်ငနီးအသက်ကခွေးဝင်စားတကောင်လို့ဘာမှအဖို့မတန်ပါဘူးကျုပ်တို့မှာပတ်စံဆိုလို့တဘိုတပြားမရှိပါဘူးငနီးသူရင်းငှားလောက်ခကလေးနဲ့အသက်ရှင်နေရတာ သူသိရင်ကျုပ်လည်းသိမှာပဲ တရားရင်လဲရွာမှာတော့ပြတ်မသေးတော့ဘူးသင်စရာစရိတ်လည်းမရှိဘူးရွာကိုလည်းဒုက္ခမပေးပါဘူးကျုပ်တော့ကျုပ်သိန်းချိုင်းကိုကျုပ်ကြည့်ပြီးထားပါပြီဤကဲ့သို့တုံတုံကြီးပြောလိုက်သဖြင့်စိတ်ထိခိုက်လာ၍မျက်နာကိုငုံပြစ်လိုက်မိပါသည် အတန်ကြာအတန်တိတ်နေပြန်၍သူ့မျက်နာကိုမော့ကြည့်လိုက်ပါသည်ကျမဘယ်တော့မှမမေ့နိုင်သည့်ငိုတော့မလို့ရေတော့မလို့မျက်နာမျိုးနှင့်ဟိုဟာကျုပ်သိန်းချိုင်းပဲဟုပြော၍မေးထိုးပြလိုက်သည် သူပြလိုက်သည့်နေရာကတတင်တွင် စီးနေသည့်အေယာဝတီမြကြီးပင်တည်။ကျမလည်းမြစ်ပတ်သို့ငေး၍ကြည်နေသည်။ဓဏိဖောင်တစ်ခုမျောလာရာကိုစူးဆိုင်စွာလိုက်၍ကြည်နေသည်။အမေအိုဤအတွင်းစိတ်ဖြစ်ပေါ်နေမည်ပုံကိုကျမကောင်းစွာရိပ်မိခံမနိုင်ပါသည်။အဖွားသားကဘာလို့တတိသားလူစုကတတ်တယ်လို့ထင်တာလဲ။သူထင်တာကတော့ရင်းနှီးတည်သွားတဲ့ကောင်မလေးကတတိသားနဲ့ဘာလို့လို့ဖြစ်လာတယ်။ အဲ့ဒါတုတ်သားကိုကောင်မလေးကအတိပေးတဲ့ကျမသည်ဤစကားကြောင့်မျက်စိနှလုံးဝင်းဝင်းတောက်သွားပါသည် ရွာက ရောတိသလားကောင်မလေးအိမ်ကရောတိသလားရွာကတော့မသိပါဘူးငဏီကတော့ကောင်မလေးသိပြီးမှငါထိုက်ကိုဒီအကြောင်းပြောမှုတယ်လို့ကျုပ်ကိုပြောတာပဲဒီပြင်တော့ကျုပ်ဘာမှမသိဘူးလူတရားအဖအုံနာကိုရောက်လာသည် ထိုအဖကတိုးချစ်ဘဲနဲ့လဲဟူလှမ်း၍မေးလိုက်သည် ထိုသူမှအိမ်ကြီးမရှိ တပတ်ခေါင်းပေါင်းပေါင်း၍ပစိုးတူတူဝေထားသည်တနင်္လာနေ့ကိုအထက်ပြုံးကြီးကိုတင်းမောနဲ့ပို့မလို့လို့ကြားခဲ့တယ်။ငဏီနဲ့မတွေ့ခဲ့ရဘူး။တတ်တော်ကဟူမာဘဲလာတူချီရဲ့ကိုတူချီဆိုသည်မှာငိုင်နေသည်။တပတ်ခါလဲတပတ်ခါထို့လဲလိုက်မသွားနိုင်ဘူး။ငါလဲရွာမပြောင်းချင်တော့ဘူး။အဖာကလည်းကိုထိုးချစ်ရဲ့ခြေတလုံးကိုဖက်လျက်မျက်ရည်ပေါက်ကြီးများတလိမ့်လိမ့်စီကြွေနေသည် ကျမလည်းကိုထိုးချစ်အားသွားရမည်မျိုးတွင်အသိရှိမရှိမေးမြန်းကြည့်သည်။သူကမရှိကြောင်းကောင်းတင်တင်ခါပြသည်။ကျမကအိတ်ထဲတွင်ပါလာသောငွေ30ကိုထုတ်၍အမေအိုအားပေးလိုက်ပြီးလျင်သူ့သားနှင့်တသိမော်ရဲလိုက်သွားဖို့ရန်တပတ်ခါမနက်ဒီကိုလာပါဟုတိုက်တွန်းပြီး၎င်းမျိုးတွင် ခမင်းဆိုင်၌တဲနေမှကြောင်းညွှန်ကြားရပါသည်။ဤမှုတရားမှန်ဖြစ်ရန်စူးစမ်းကူညီမိအကြောင်းကိုအထက်ထပ်အားပေးလိုက်ပါသည်။ ျမမိသူမိဝါဖြစ်ကြအမေအိုကမိသည်ဖြင့်အမှုပြီးမှပြောရပါရစေဟုအမေအိုကတောင်းပန်ရပါသည်။လေကလေးထွက်သွားမှကျမလည်းတရားမှခွာခဲ့ပါသည်။ကျမအိမ်သူပြန်ရောက်သောအခါကိုကျော်အေးပြန်မလာသေးပါ။စိတ်ဝင်စားလာသည့်အမှုကိုကျမစဉ်းစားရင်တွေးရင်အချိန်ကုန်မှမသိကုန်သွားပါသည်။စာလုံးစိတ်လည်းမရှိပါ။ဖယားမိပူဇော်၍ဖယားရှိခိုးပြီးနောက်ဖယားကန်းတဲ့တွင်မူဝေဝေဖြစ်လာ၍ခွင်နေရပါသည်။ အချိန်မီမျှကြာမြင့်သွားသည်ကိုမခံမနိုင်ပါကျမခေတ္တအိပ်ပျော်သွား၍နိုးလျင်နိုးချင်းဖရာကန်းနှင့်ကလေးရဲ့ဧကန်းမှစကားပြောနေကြသောအတန်များကိုကြားရပါသည်ကျမသည်ခွေနေရာမှငုတ်ခနဲထား၍ထိုင်ပါသည် ဟုတ်ကဲ့ဟုတ်ကဲ့ဟူလိုက်နေသောအတန်မှာကုကြော်ဤအတန်ဖြစ်တော်လဲအခြားအတန်တတန်ကိုကျမမကြက်မိပါ သူတို့ပြောနေကြသည့်စကားအတန်တွေကိုနားဆက်၍ထောင်နေရသဖြင့်အသက်ရှူရန်ပင်မိသွားပါသည် ယခုပြောနေတော့သူမညနေကအဖွားကိုပြောလိုက်တော့တတိသားဤအဖေမှန်စကားအသွားလာဖြစ်မင်းသိရပါသည်ဒီတော့တိုက်ပိုင်မင်းတရားမှာကြောက်ပြီးရှောက်ရမ်းမှာဆူရတယ်အခုပလိစစ်ချက်မှာသူတတ်ပါတယ်လို့ဝန်ခံရဲ့လားတော်တော်ကောင်းပါတယ်ဝန်မခံလို့ဘယ်ရမလဲဦးရဲ့သေးတဲ့ကောင်ကလေးဟာဦးရဲ့တရင်ငါသားကလေးပဲသူတို့အစဉ်ဆက်ဦးပဲကြွေးလာခဲ့ရလို့ဦးရိတ်ခုနေတဲ့လူတွေမှရှေ့ဆောင်ရှေ့ရွယ်လုပ်နေရတယ် ဦးသားကလည်းအဲ့ဒီနေ့မှတာတိုင်းထွက်လို့အမှုရှုပ်ရှက်လာမှပူမိတယ်။တိုက်ပိုင်မင်းကိုတော့ညီလိုသားလိုချစ်လို့ခင်လို့မေးရအောင်မယ်။တကယ်လို့ငဏီကယုံကြည်မှသူမတက်ဘူးလို့မှဆိုရတယ်။ရွာကလူတွေကလည်းငဏီတက်တာလို့ပြောပါတယ်။ဒီအမှုကပွင်ပွင်ပေါ်နေလျက်နဲ့ရှင်များရှင်နေအောင်မလား။ဟာဒါကတော့မရှိပါဘူးသူတက်တယ်လို့ပဲအစ်စ်ခဲရမှာပဲဥယျမပူပါနဲ့ ုတ်ပါတယ်လေဦးကစေရေးတမေးမေးရတာပါတိုက်ပိုင်မင်းကိုအများကြီးအားကိုးကြည့်ညို့ပါတယ်အတန်ညာရောဖြောင်းမတားရောရှားပါတယ်ဒီမျိုးမှာတိုက်ပိုင်မင်းရှိမှ အမှုတွေပါတယ်လို့ဦးဝင်ကြီးကိုပြောခဲ့ရသေးတယ်မင်းကတော်လည်းမမြင်ဘူးသေးပါဘူးတစ်ခါလောက်လာလဲပါအောင်တိုက်ပိုင်မင်းကျမသည်တဟဲဟဲနဲ့ရေပြီးဆုံးလိုက်သည့်သူ့တန်ကိုနားဆိုင်ထောင်ပြီးအတော်ပင်ဆက်ဆုပ်လိုက်မိပါသည်ကိုကျော်အေးအားအားကိုးပါသည် ကြည့်နေပါသည်ဖြောက်မတ်တာရှားပါသည်ဟုတတွတ်တွပြောနိုင်တဲ့ကဲ့သို့သူစကားအတိုင်းအာကိုကြည်ညိုလာအောင်ဖြောက်မတ်သူဟုအကယ်၍ပင်ယုံကြည်ခဲ့လျင်ဤအိမ်ကိုဤကိစ္စနှင့်လာရင်းမည်မဟုတ်ချေတက်တက်ဆော်ကား၍နေခြင်းပင်ဖြစ်သည် ထိုတန်နှင့်ရော၍လိုက်လိုက်လောလောလုံနေသောကိုကျော်အေးအားလည်းစိတ်ဆိုး၍မိပါသည်ဤအမှုကိုဤလူကြီးပန်းတိလျက်နှင့် ထိမ်မထိန်ကိုကိုကျော်အေးကပါမပါကိုကျမအလွန်သိလိုပါသည် ယခုကြားသည့်အတိုင်းဆိုလျင်တငယ်တွင်အပြစ်ရှိသည်ဟုကိုကျော်အေးပိုင်းဖြတ်ထားပြီးဖြစ်သည်ကိုတွေ့ရှိရပါသည်မိတို့ပင်ဖြစ်စေကိုကျော်အေးဆုံးဖြတ်ဖြတ်ကျမဤအလိမ္မာညာဖြစ်ရောအမှုကိုရောကိုကျော်အေးကိုပါတရားမှန်ရောက်စေမည်ဟုတန်နေတိုင်းချလိုက်ပါသည်ဧည့်သည်စင်းသွားလျင်စင်းသွားခြင်း၊ကျမအပြင်သို့ထွက်ခဲ့သည်။ကိုကျော်၏လည်းအိမ်ထဲသို့ပြန်ဝင်လာပြီး노ဗလာခင် ခုနကဧည့်သည်ကမင်းနေသေးတယ်ဟုပြောရင်၂ရက်ထိုင်ကလထိုင်တွင်ကျမဘေးကဝင်၍ထိုင်လိုက်သည်ခင်ထမင်းမစားသေးဘူးဆို ခင်မစားလို့ပါကိုကျော်အေးကိုစောင့်ရင်းနဲ့မိခနဲ့အိပ်ပျော်သွားတယ်ခုနကလာတဲ့ဧည့်သည်ကဘသူလဲဦးမွေလေးဆက်လဲဆက်တဲ့ထင်းလဲတွေလဲအများကြီးပဲဒီမြို့မှာတော့သူအချမ်းသာဆုံးဩဇာအရှိဆုံးပေါ့ပေါက်လဲပေါက်ရောက်တယ်အထက်အစိုးရပိုင်းကတော်တော်လေးစားရတယ်ဒီမျိုးကအရာရှိတွေကတော့ သူ့လက်ထဲမှာပဲသူမပြောင်းချင်တဲ့ရွေးမပြောင်းရဘူး။အော်အော်တိတ်တကူရှိတာပဲပေါ့။ဒီလူကြီးမှာတမာတိရောရှိရဲ့လား။ဘလို့တမာတိလဲ။အော်ဖြောင်းမမတ်ရှိရဲ့လားတီတီကြီးကြီးရှိမရှိမေးတာပါ။ဒီလောက်ကြီးကြီးတဲ့တထေးဖြစ်နေရဖြောင်းမလွန်းလို့တော့ပဲဟုတ်မလဲ။ဒါပေမဲ့တမျိုးလုံးကတထေးကြီးဆိုပြီးတော့လေးစားနေကြတာပါပဲ။သူကဒီကိုဗကိစနဲ့လာတယ်လေ။ အမှုတစ်ခုအတွက်ပဲအမှုကတော့ရှင်းနေပါတယ်။သူကအလကားစိုးရိမ်နေတယ်။ဌာနအုပ်နဲ့ရာဇဝတ်အုပ်တွေကတော့အဖိုးကြီးကို အမဲဖမ်းပြီးပွားနေကြတယ်။မတိကျင်အောင်ဆောင်နေရတယ်။အမှုကဘလို့လဲကိုကျော်အေး။နှချောင်းရွာက လေကူလီငထိုက်ဆိုတဲ့ကောင်းကလေးကိုအဲ့ဒီရွာကငဏီကတတ်တယ်။အဲ့ဒီနေ့ကအဖိုးကြီးသားကလည်းရွာကိုသွားပြီးငထိုက်နဲ့ကွင်းထဲကိုဆင်းချတဲ့အဲ့ဒါတရက်ခန်းကရိုးမှစိုးနေတယ်။ကိုကျော်အေးကဘလို့ယုံကြည်တယ်လဲ။ အမှုကတော့ကောင်းကလေးကထင်ရှားနေတာပါပဲလေဟုဆွဲဆဲငင်ငင်ပြောသဖြင့်ပေါပေါဆဆသဘောထားရမလားဟုစိတ်မကောင်းဖြစ်မိပါသည်အနီကိုရော ကိုကျော်ရေးကိုတိုင်စစ်ပြီးပလားဝင့်ခန့်သလားဘယ်ဝင့်ခန့်မလဲဌာနအုပ်ကတော့ပလိတ်စစ်စစ်နေတာပဲပလိတ်စစ်ဆိုတာဘယ်လိုလဲကိုကျော်အေးမတိချင်ပါနဲ့ခင်ရဲ့အင်မတန်ကြမ်းတမ်းတဲ့အလုပ်ပဲကြားရရင်နားမချမ်းသာစရာတွေပါမပေါ်ပေါ်အောင်လုပ်ရတာပါပဲ အဲ့လိုလုပ်လို့ကအမြဲတမ်းမှန်ရဲ့လားရည်ရွယ်တာကတော့မှန်အောင်လို့လုပ်ရတာပါပဲမှားနေပါပြီတဲ့ကိုကျော်အေးခင်ကလည်းစိတ်ဝင်စားလိုက်တာ ဟုပြောကာရယ်၍နေလေသည်မမအောင်ဖြစ်ဖို့ဝင်စားရတာပေါ့ခင်ကလည်းပလိတ်မရပဲဟာဟုခက်နွဲ့နွဲ့အတန်နှင်းပြောလိုက်ရသည်လောကမှာပလိတ်ပတ်မှာမမအောင်ဆိုတာခဲရင်သားပဲ လောကမှာသာခရင်ပါစေကိုကျော်အေးကတော့အမှုတစ်ခုကိုမမအောင်လုပ်လိမ့်မယ်လို့ခင်တော့တိတ်ယုံကြည်အားကိုးတာပဲခင်ယောက်ျားကိုခင်အထင်ကြီးနေတာကြီးတဲ့အတိုင်းမှန်မဲမဟုတ်လားမမပါဘူးဗျာမှန်ပါတယ်မှန်ပါတယ်ဒါနဲ့များလောကမှာပါမှလို့ပြောနေရသည်ရဲ့အဲ့ဒါကအများကိုပြောတာခင်ရဲ့အများကို ပြောခြင်းပြောပါခင်ယောက်ျားကိုထဲမပြောပါနဲ့အမှန်ပဲခင်ဖြစ်ပလိတ်ဆိုရင်တိတ်မယုံဘူးခင်ယောက်ျားကိုတော့ခင်ယုံပါတယ် တီတီကြကြမှန်မှန်ကန်ကန်လှုပ်လှုပ်တဲ့ပလေးဥကျော်အေးလို့လောကမှာခင်ခုံယူမယ်လို့ခင်ကျင်းထားတာပဲနဲ့လေကိုကျော်အေးလည်းကျမကိုပြုံး၍ကြည်နေပါသည်ကျမကလည်းချစ်စရာကောင်းသည့်ထက်ကောင်းသည့်အမူအရာကလေးနဲ့သူ့ကိုပြန်၍ပြုံးပြလိုက်ပါသည်ကဲကဲခင်ကိုတခုမေးမယ်မှန်မှန်ကန်ကန်လှုပ်တိုင်းလဲရာထူးမတို့ဘူးဒီတော့မတီတော့ပါနဲ့ကိုကျော်အေးဖြောင်ဖြောင်မတ်မတ်လှုပ်တဲ့ခုံကိုခင်ရာထူးနဲ့လဲနိုင်ပါတယ် ဒီပြီးမှကိုကျော်အင်းလိုတရားဆောင်တဲ့ပလိတ်လို့ဂုံကြီးနေရင် ခင်ပါကိုမတ်မော်နေရအောင်မလဲတားစင်မီဆက်မင်းတို့ဖေဖေဟာပလိတ်ပြီးပြီးဘလို့တရားရှိတယ်ဆိုတာခင်သေးတဲ့အထိပြောပြခြင်းနဲ့ညကစားလိမရဖြစ်တဲ့ဖြစ်ကျမဤစကားကိုတကထက်ပင်ချွေနေကြကျမရိပ်မိပါသည်ကျမလည်းပိတ်တော်မီဖြစ်သောစကားကိုပြန်၍ကောက်ရပါသည် တကယ်လို့အဲ့ဒီလူကြီးသားကတတ်တယ်ဆိုရင်ကောမဖြစ်နိုင်ဘူးလားကျမအားစိမ့်စိမ့်ဆိုင်ကြည့်လျက်ဒီမှုကိုစိတ်ဝင်စားကြည့်လာခင်ဟုထပ်၍ပြောပါသည် စိတ်ဝင်စားဆိုဒီမှုမှန်ကိုဒီနေ့ခင်ပေါ်အောင်စစ်ခဲ့ရလို့ပါ ကိုကျော်အေးစက်တေတေနေပါသည်ခင်ဘလို့တိတလဲဟုသူ့နှုတ်ဖြားမှတလုံးချင်းထွက်လာပါသည်ကျမအီးမျိုးကရောက်ဒီမှာရက်20ပင်မပြည့်သေး၍အထူးပုံမအံ့ဩနေဟန်တွေ့ရှိရပါသည် ကျမသည်ညနေကအဖြစ်ပြက်အမှုတော်အမှုလာကိုအကုန်ပြောပြပြီးသည်နာလောကတွင် တရားကားရှိသည်ဟုယုံကြည်ကြထိုတရားကိုကိုကျော်ဤကဲ့သို့သောတိုက်ပိုင်တယောက်ကစောင့်စည်းမည်ဆိုလျင်တရားမှာအရာအတိုင်းတရားမည်ဖြစ်၍အမှန်ကိုအထုတ်သဖြင့်လွတ်သွားမည်ဇီဝိတဒါနာကိုအနုမောဒနာပြုနိုင်ကြရဲ့တမာဒီဝနတ်မြအမြပေးဝေလိုက်မည်ဟုစိတ်ထဲတွင် ခဲ၍ထားကြောင်းမှထဲ၍ပြောပြလိုက်ပါသည် နေပါဦးတတိသားတက်တယ်လို့သူတက်တည်ပြနိုင်မလားတက်တည်မပြနိုင်လို့ခတ်နေတာပေါ့ခိုင်လုံးနဲ့အထောက်ထားဟာတက်တည်မဖြစ်နိုင်ဘူးလားအမှုကိုအမှန်ပေါ်အောင်စစ်ပါကိုကျော်အေးရဲ့ငဏီကိုကိုကျော်အေးကိုယ်တိုင်စစ်ရင်တော့သူခမပြောမှာပဲအမှန်ရဲ့အစာအနာရခြင်းလဲရလာမယ်ခင်တင်တယ်လို့ဖြစ်ခြင်းလဲဖြစ်မယ်ဘလို့ခင်တင်လဲလဲခင်ကတော့တည်တဲ့ကောင်လေးကသူ့နှမကိုစော်ကားလို့ရန်ဖြစ်ရာကတပ်ပွဲဖြစ်တာနဲ့တူတယ် အင်းအဖိုးကြီးပြများနေပုံလဲထင်စရာပဲငနီနဲ့ထက်တွေ့ပါဦးမယ်လေတထေသားတင်မဟုတ်ဘူးအဖော်လဲပါသေးတယ်အဲ့ဒီအဖော်ကိုဖမ်းလိုက်ရင် ပေါ်ခြင်းပေါ်မယ်ဟုတ်ပါရဲ့ခင်ဖြစ်မတွေးမိဘူးခင်ထင်နေကိုကျော်အေးတော့အမှုတစ်ခုလုံးရှင်းပြီးမြင်နေပြီမဟုတ်လားဤစကားနှင့်ကျမယောက်ျားကိုမြှောက်လိုက်ခြင်းမဟုတ်ပါပလက်ရီဝနေသဖြင့်ဤလောက်ပြောလျင်ဤမျက်မြင်နိုင်ပါလိမ့်မည် ရင်းလို့ရလာသည့်အချက်လက်တွေရိမ့်ရိမ့်သွားပြီဆိုသဖြင့်ဤစကားနှင့်ခိုင်ခိုင်ချီလိုက်ခြင်းသာဖြစ်ပါသည်နောက်တစ်နေ့ဂက်ကပြန်လာရာ မျက်နာတဲမตายရလှပါကျမမတညာနေလုံးအဆအဆအယားယားစားမှုတောက်မှုပြပြတလဲအထူးကယူဆရနေရပါသည်စားတောက်ပြီးကြမှ သူကစတင်၍အမှုတော်အမှုလာကိုပြောပြပါသည် သူ့နှုတ်ဖြားမှာခင်ပြောတဲ့အတိုင်းပဲ ီကောင်ကလေးမှာအပြစ်မရှိဘူးဟုပြောရာကျမတွင်စက်သိန်းဝင်းကြီးများပင်ထသွားပါသည်ထိုညညနေကကျမဘာသာကျမလမ်းလျှောက်မထွက်ဖြစ်လျင်အသက်နှစ်သက်ကကျမသည်ဆက်၍မစင်စားခြင်းတော့ပဲဝမ်းသာစရာကိုသာပြောင်း၍အားရပါရမေးရပါသည်ဒါဖြင့်ငဏီလွတ်မှာပေါ့ဟုငဏီကတော့လွတ်မှာပါပဲကျိုးကွင်းကတော့တထေးသားပဲဆွတ်မလာပဲဒါပေမဲ့ ဆက်မပြောပဲရက်နေသဖြင့်စွန်းစွန်းကမျက်နာမသာမယာဖြစ်နေပုံကိုတတိရလိုက်ပြီးဒါပေမဲ့ဆိုတာဘလို့လဲကိုကျော်အေးဟုဖြေနိုင်သမျှဖြည်းဖြည်းကလေးမေးရသည်ဆက်ရှင်ကလည်းငွေနဲ့သွားပေါက်မှာပါပဲကိုစ조사ရတာအလကားအချင်းကြီးဖြစ်ပြီးကိုသားအဖိုးကြီးကအထက်နဲ့လှည့်တိုက်လို့အထက်ကမုံရင်လည်းမုံမှာပဲစင်းရတဲ့ဘက်ကစ조사တာအမှန်ဖြစ်ချင်လို့သာဆိုတာလူတိုင်းအသိပါ ဘသူတွေမုံမောင်ခင်ဖြစ်တိုးလိုပဲချစ်လာပြီးငါယောက်ျားဟာအင်မတန်ဖြောင့်မတ်တဲ့ယောက်ျားလို့ခင်ဘလဝမ်းသာဂုဏ်ယူနေမလဲဆိုတာကိုကျော်အေးကိုခင်ဖြစ်ရင်ခွဲပြစင်ပါတယ်မိမများသည်တနာကျင်နာလွေသည် ကိုရဲကိုမကြည်တတ်အစဉ်ချင်းတုံတရားနေပါသည်ဟုထင်စင်လဲထင်ပေလိမ့်မည်ယနေ့ညာကလွန်ဆွဲတဲ့ကဲ့သို့ဖြစ်ပါသည် အတိုင်းဝိုင်းကကြိုက်သည်ဖြစ်စေမကြိုက်သည်ဖြစ်စေပလက်ဤမုံမြတ်သောဝါဒကို လေပြင်းတွင်စင်သွားတကဲသို့ထင်ရှားဖော်ပြရန်မှာတုတောင်ဝင်မည်ဖြစ်လေသည်အိမ်တော်ကြဆကျမမှန်ရသူရွေးချယ်ရမည်လန်ကဤလန်မည်ဖြစ်ပါသည် သူအားတတိနေသောယောက်ျားတရားဟုကျမဆိုးစိတ်မြအထင်မသေးမိပေသူသည် သူပြုရမည်တောင်ဝင်ဝတ္တရားဟုသဘောထားရမည်စိတ်တိုင်အင်အားနေနေခြင်းသာဖြစ်ပေသည် အပိတုအကုတုဖြစ်သူရှိက လမ်းဖြောင်းဖြောင်းကြီးပေါ်တွင် မတိမ်မဆောင်မမက်ကြီးရှောင်းမိသူဟုကျမအယုံကြည်ရှိပါသည် သူကို၌ကဧဝါဒကိုနှင်းနှင်းချိုက်ချိုက်သဘောကြလာလျင်ကျမအာတနာလွယ်သူ ကိုရေးတော်တာမမြင်သည့်အစဉ်ချင်းညာကိမဲ့သူဟုအပေမထိန်နိုင်မည်နီပဝန်းကျင်အတိုင်းအဝိုင်းဆိုးဝါးမှုကြောင့်ဖြစ်ပေါ်ရသည့်အလွယ်လွယ်အမှားမှား သဘောတရားများကတတိုင်းနေရန်ကြီးကဲ့သို့ပလိဘတ်တွင် အကြောင်းမျိုးမျိုးအခက်အခဲအမျိုးမျိုးတို့ဖြင့်စီးဆိုထားခြင်းကို ဖောက်ထွင်းကြုံနေ၍ဖြောင့်မတ်တည်ရှိသွားသောကိုကျော်အေးအားဇမတသက်လုံးလေးစားရမည်ဖြစ်တဲ့ကဲ့သို့ဇမအားလည်းမုတ်ချသူလေးစားပေးလိမ့်မည်ကိုကျော်အေးတရားခံအစ်စ်ကိုတွေ့ပြီနော်သူသည်ဇမအားပြုံး၍ကြည်သည် သူပြုံးပုံမှာအတိတ်ပဲပါပါနှင့်ပြုံးခြင်းဖြစ်သည် ဤကဲ့သို့မိလိုက်သည့်အတွက်ကျမစိတ်သဘောကိုကောင်းစွာရှင်းလင်းနားလည်သွားပြီးမျက်နှာသည့်အရေးအယောင်တွေပါမျက်စိနှလုံးကအထင်ရှားလက်ထွက်နေပါသည်မိပါပြီအဲ့ဒီတတိသားရဲ့တပည့်ကိုဖမ်းပြီးပြီးမြို့ထဲတော့စုသွားတာပဲဌာနအုပ်ရောတတိရောပြလောင်ခတ်နေကြပြီငဏီပြောချက်ကတော့ကောင်မလေးကရင်နစ်သေးတာမဟုတ်ဘူးရေထဲစင်းသေးတာတတိသားကစော်ကားလှုပ်လိုက်လို့အဆက်ကွဲမှာဆိုးလို့စင်းသေးတာပဲ။ ဒီလိုရေထဲတပင်ဆင်းသေးမှငထိုက်ကတီးတော့ငဏိကြောင့်စိတ်ညစ်ပြီးဆင်းသေးတာပဲလို့ငဏိကိုညှိုးတယ်။တနေ့တော့ငထိုက်ကငဏိကိုစစ်တယ်။ဒီတော့မှငဏိကရေထဲဆင်းသေးလိမ့်မယ်လို့သူမသိရပါဘူး။ညခိုးရလိုက်ဖို့ခေါ်တော့တတိသားနဲ့ဖြစ်ခဲ့တဲ့အကြောင်းပြောပြီးညင်းတဲ့။ဒါပေမဲ့ငဏိကတနာလို့ယူမယ်လို့အခါခါပြောလဲမရဘူး။နောက်ဆုံးရေထဲဆင်းသေးတာပဲလို့ရှင်းပြတဲ့။အဲ့ဒီတော့ကငဏိကို ငထိုက်ကအမေလက်စားမချင်နဲ့ အဲ့ဒီကောင်ငါလက်နဲ့တက်မယ်လာပလိစီလို့ပြောဘူးတဲ့တထဲသားဆရာတပည့်နဲ့ငထိုက်ကွင်းထဲလိုက်သွားတယ်လို့သိရတော့စိုးရိမ်ပြီးလိုက်သွားတာအလောင်းသာတွေ့ရတာပဲတဲ့အခုဖမ်းလိုက်တဲ့ကောင်ကလေးကရောဘယ်နဲ့ပြောတယ်လဲပထမခေါင်းမှနေတယ်ကိုကိုတိုင်ကကန်လိုက်ရချော့လိုက်ရနဲ့ပလိအလုတ်ဟာဆက်ဆုပ်เสียပဲငထိုက်ကတစင်းယူလာတဲ့အဲ့ဒီတစင်းနဲ့နောက်ကနေပြီးတထဲသားလေးကိုခုတ်တာဒီကောင်ကဝင်လူတယ် နှုံထွေးနေတော့တထေးသားကသူ့ထုတ်သားနဲ့ငါထိုက်ကိုခုတ်တက်လိုက်တယ်လို့ဖြောင့်ချက်ပေးပြီးပါပြီ။ဒီကောင်သားမဖမ်းမိလို့ရှိရင်ငါထိုက်လည်းမရှိဘူး။ငါထိုက်နှမလည်းမရှိဘူး။အစာအနာအသက်သေးဘလို့မှမရှိလို့ငဏီပဲလက်တယ်ဖြစ်ရမှာပဲ။အခက်ခဲတွေများလွန်းလို့မနေ့ကပေါ်ပေါ်အောင်စီရတယ်။ပလဲအလုတော့စိတ်ပြက်လာပြီ။ဒါဖြင့်ငဏီပဲတော့လွတ်မလဲ။ဟိုကောင်ဖြောင့်ချက်ကူပြီးရင်ငဏီလွတ်မှာပါပဲ။ စိတ်မပြတ်ပါနဲ့ကိုကျော်အေးရဲ့ပလေအလုံးဟာဘလောက်မုံမြတ်တယ်ဆိုတာအခုဖြစ်ပျက်ကတတ်သေးပါပဲတိုင်းပြည်မှာပလေကိုလူမကြီးညိုဘူးပလေဆိုရင်မဟုတ်တာလုပ်တဲ့လူလို့လူတိုင်းပဲနားလေကြတယ်ဒီထဲမှာကိုကျော်အေးက တရားကို ပလေဆောင်နေဆိုတာအထင်ရှားပြလိုက်ပြီးမို့နှက်တွေတော့တာဓုခေါ်နေကြပါပြီကျမသည်ထိုင်ရမှဒူထား၍ကျမခင်မွေးအခြေဆောင်ကိုအကျဉ်းချင်းအနူးညွတ်ဥခိုင်းလိုက်ပါသည် ူကကျမလက်ကိုဆွဲယူ၍သူနှင့်အတူထိုင်စေပြီးခင်ခင်မကိုတကယ်ချစ်တဲ့ခင်အမိလိုမရနှမလိုမရမောင်ကိုတကယ်ချစ်တဲ့မရသူဤနှလုံးသားပေါ်မှတဆက်ဆက်ကြနေသည့်သူနှင့်သူဤအသေးတွင်အထက်ပါအတိုင်းကမိထူလျက်နေသည်ကျမမတနင်္လာနေ့၌ရုံးစိတ်တွင်အဖအိုဤဖုန်ကြီး၍တက်ရှိပါစေဟုလင်းမထွက်ခင်တတူတူစုပေးနေတဲ့ကိုလုံးစီပတ်စီမကြားနိုင်ပဲအမိလိုမရနှမလိုမရ မောင်ကိုတကယ်ချစ်တယ်မယားဟူသောအတန်ကိုသာနားတွင်ပြက်ပြက်တသားကြား၍နေရသည်ဟုတ်ကဲ့ပါရှင်အခုတခါပူတင်ဖတ်ပြပေးသွားတဲ့ဝိထုတိုလေးကတော့ဆီယမ်မာကြီးဂျာနယ်ကျော်မမလေးရေးသားခဲ့တဲ့တရားပလိမ့်ဆောင်ဆိုတဲ့ဝိထုတိုလေးပဲဖြစ်ပါတယ် နားဆင်ကြသူများကြိုက်မြတ်တယ်လို့မျှော်လင့်မိပါတယ်ရှင်။အချိန်ပေးပြီးတော့နားဆင်ပေးကြတဲ့တုံးတယောက်ချင်းစီတိုင်းကိုလည်းဘူတင်ရနေပြီးတော့ကျေးဇူးအများကြီးတင်ရှိပါတယ်။နေစဉ်ရက်ဆက်နောက်လည်းဝိတုတူလေးတွေကိုအမြင့်အစင်းမြဲတင်ဆက်ပေးနေမှာမို့လို့ဘူတင်တို့ channel လေးကို like and subscribe လေးမလုပ်ရသေးဘူးဆိုရင် like and subscribe လေးလုပ်ပြီးတော့ဘူတင်တို့ channel လေးမှာနေစဉ်နေတိုင်းဆောင်မြော်အားပေးကြပါအောင်ရှင်။အားလုံးပဲကျေးဇူးတင်ပါတယ်ရှင်။မင်္ဂလာရှိသောနေ့လေးဖြစ်ပါစေရှင်။